။အဲဒီခါမှာကျွာသားတယောက်ကအချင်းတို့ဒီတခါမှာလဲရှားလန်တန်ပြဿနာလိုပဲကွ။ဘေဟာကမိမဥကောင်းခွန်၊ဘေဟာကယောက်ျားဥကောင်းခွန်ဆိုတော့ငါတို့မခွဲနိုင်ကြဘူး။အဲဒီလိုမခွဲနိုင်တဲ့အကြောင်းကိုမင်းကြီးကိုရှောက်တင်နေလဲတယောက်ကိုကျိန်တဲ့အချက်တထောင်စီကြားခံရအောင်ပဲကွ။ဦးကောင်းခွန်ပြဿနာဆိုတာကတော့ရှာလန်တဲ့ပြဿနာကိုမေးပြီးတဲ့နောက်နေမှာပဲဣတီဟရွေမင်းကြီးဟာ ်မိန်းမဦးကောင်းခွန်းနဲ့ယောက်ျားဦးကောင်းခွန်းတို့ကိုရှာခိုင်းတော့လေအဲ့ဒီလိုနဲ့မိန်းမဦးကောင်းခွန်းနဲ့ယောက်ျားဦးကောင်းခွန်းတို့ရလာတဲ့အခါမှာတော့အရှိရောမြင်းစကုံးမြသားတို့ဟာအလွန်ညံကောင်းကြတာပဲကွဒီလိုခက်ခဲနေနေတဲ့ရှားလန်တန်ပြဿနာကိုတော့ဖြေနိုင်ကြတယ်ဒါကြောင့်ယခုမှလည်းအီဦးကောင်းခွန်းနှလုံးကိုအရှိရောမြင်းစကုံးမြကိုပို့ပြီးတော့ဘယ်ဟာကမိန်းမဦးကောင်းခွန်းဘယ်ဟာကတော့ယောက်ျားဦးကောင်းခွန်းဆိုတော့ခွဲခိုင်းကြကွအဲ့ဒီလိုမခွဲနိုင်ရင်လေတယောက်ကိုအကျင့်တန်အချက်တထောင်စီကြာခံစီကွဲ အဲ့ဒီလိုအမင်းချမှတ်ပြီးတော့မိမဦးကောင်းခွန်းနဲ့ယောက်ျားဦးကောင်းခွန်းတို့ကိုအရှိယဝမြေစကုံးရွာသို့ပို့လိုက်တော့တယ်။ပါစီနာယဝမြေစကုံးရွာသားတို့ဟာလည်းဦးကောင်းခွန်းတို့ကိုတေချာစွာကြည့်ရှုတော့လဲဘယ်ဟာကယောက်ျားရဲ့ဦးကောင်းခွန်းဘယ်ဟာကမိန်းမရဲ့ဦးကောင်းခွန်းဆိုတာမသိပဲနဲ့ရှိနေတော့လဲ။အဲ့ဒီခါမှာရွာသားတယောက်ကအချင်းတို့ဒီတစ်ခါမှလည်းရှားလန်တန်ပြဿနာလိုပဲကွ။ဘယ်ဟာကမိန်းမဦးကောင်းခွန်းဘယ်ဟာကယောက်ျားဦးကောင်းခွန်းဆိုတော့ငါတို့မခွဲနိုင်ကြဘူး။ အဲဒီလိုမခွဲနိုင်တဲ့အကြောင်းကိုမင်းကြီးကိုရှောက်တင်နေလဲတရက်ကိုကျိန်တဲ့အချက်တထောင်စီကြာခံရအောင်ပဲကွာ။ဒါဆိုလဲစိတ်ပူစရာမရှိပါဘူးဗျ။ကျုပ်တို့ရာမှာပညာရှိတွေမဟုတ်တာရှိတာပဲ။ရှေ့တစ်ခေါက်ကရှားလန်တဲ့ပြဿနာကိုလည်းသူ့ပဲဖြေရှင်းပေးခဲ့တာလေ။အခုဦးကောင်းခွန်ပြဿနာကိုလည်းမဟုတ်တာသတို့သားလေးကိုပဲအပုတ်ကပ်ပြီးတော့ဖြေရှင်းခိုင်းရမှာပေါ့ဗျ။အဲဒီလိုနဲ့ရွာသားလေးဟာဦးကောင်းခွန်တို့ကိုမဟုတ်တာသတို့သားလေးစီကိုယူသွားခဲ့ကြတာလေ။ အဲဒီတော့နဲ့မဟောတရာသရိုးသားလေးစီရောက်တဲ့အခါမှာတော့အရှင်မဟောတရာသရိုးသားလေးဒီတခါလဲကျွန်တော်တို့ကိုကူညီပါအောင်ဗျမင်းကြီးကဒီမှာဥကောင်းခွန်နှစ်ခုကိုပို့လိုက်တယ်ဗျဒီနှစ်ခုကိုဘယ်ဟာကမိမဥကောင်းခွန်ဘယ်ဟာကယောက်ျားဥကောင်းခွန်ဆိုတာကိုခွဲပေးရမှာတဲ့မခွဲနိုင်ရင်လဲတယောက်ကိုချိန်တဲ့အချက်တစ်ထောင်စီကြားခံရမှာလဲဗျကျွန်တော်တို့ကိုကူညီပြီးဖြည့်ရှင်းပေးပါအောင်ဗျအဲဒီအခါမဟောတရာသရိုးသားလေးကဘာမှစိတ်မပူကြပါနဲ့ဗျကျွန်တော်ဖြည့်ရှင်းပေးပါမယ်အဲဒီလိုနဲ့မဟာဒရာသရိုးသားလေးဟာ အူကောင်းခွန်တစ်ခုကိုတေချာစွာကြည့်ပြီးတော့အဆွေတို့တေချာမှတ်သားကြဗျယောက်ျားတို့ရဲ့အူကောင်းခွန်ရဲ့ဥယေချာဟာဖြောင့်မတ်တယ်ဗျမိန်းမတို့ရဲ့ဥကောင်းခွန်ဥယေချာကတော့ရှက်တင်ကောက်ကွေးတယ်ဗျအဲဒီလိုပဲဒီဥကောင်းခွန်တစ်ခုမှလည်းဥယေချာဖြောင့်မတ်တာကလည်းယောက်ျားရဲ့ဥကောင်းခွန်ပါဗျဥယေချာကကောက်ကွေးနေတာတော့မိန်းမရဲ့ဥကောင်းခွန်ဗျအဲဒီလိုမှတ်သားပြီးတော့မင်းကြီးကဆက်သားလိုက်ကြတော့ဗျာအဲဒီလိုနဲ့ ရွာသားတွေလည်းမဟောတရားတရိုးသားတွေပြောတဲ့အတိုင်းဥကောင်းခွန်တစ်ခုကိုခွဲပြီးတော့ရှင်ဘရင်ကြီးကိုဆက်တာလိုက်ကြတော့လေ။အဲဒီလိုနဲ့မင်းကြီးမင်းမြန်လိုက်တဲ့မိမဥကောင်းခွန်နဲ့ယောက်ျားဥကောင်းခွန်တို့ကိုခွဲခြားပြလိုက်တော့လေ။အဲ့ဒီတဲ့င်းကိုကြားတော်မူတဲ့ဝိတ္တဟရဲမင်းကြီးဟာလည်းအားရဝမ်းသာရှိနေတော်လေ။အဲ့ဒီလိုနဲ့ရှင်နီးများသူတင်နကအမတ်ကြီးကိုခေါ်ယူပြီးတော့မဟောတတာသူတို့သားလေးကိုနန်းတော်သို့ခေါ်ဆောင်မဲ့ကိစ္စကိုတိုင်ပြင်ပြန်တယ်။အဲ့ဒီအခါမှာတော့တင်နကအမတ်ကြီးကအရှင်မင်းကြီး အင်းမြတ်တော်ပြတနာကိုဖြည့်ရှင်းနိုင်အောင်ဖြင့်ဒုက္ခမေမခံတော့သေးပါဘူးဖေ။အတိတ်အတိတ်သောပြတနာများကိုမေးမြန်းစုံစမ်းပြီးတော့ဖြည့်ရှင်းခိုင်းပါအောင်မယ်ဖေ။စိုင်းတော်မူပါအောင်ဖေ။အဲဒီလိုရှောက်တင်ထားလိုက်တော့လေ။အဲဒီခါမှာဝိတေဟရမင်းကြီးဟာလေရှင်နေမြတ်သူစိတ်ညစ်ညူးနေရပြန်တော့တာပေါ့။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။